Green Wall Hotel ပြောကြားမှုမှာခင်မွန်းတဲ့နဲ့တမီလေးနှစ်ယောက်ဆုံးရှုံးလိုက်ရတဲ့မန်နေနေရွှေရဲ့ခန်းစားချက်များပရိသတ်ကြီး Green Wall Hotel ရဲ့လူမဆန်တဲ့လုပ်ရည်ကြီးကတော့အလွန်ရိုင်းဆိုင်ပါတယ်နော်မလ28ရက်နေ့ကလေးကငနေလုခဲ့မှုမှာ Hotel တစ်ချမ်းပြောကြားခဲ့ရပေးနောက်တစ်ချမ်းကလည်းအောက်ထက်တစ်ခုလုံးမြေအောက်ထဲကိုကျုံဝင်သွားခဲ့တာဖြစ်ပါတယ်လူပေါင်းများစွာရင်အသက်တွေကို Hotel ဝင်နေနေ Hotel မှာလာရောက်တဲခိုသူတွေနဲ့ မိသားစုများပြားလေးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ဖြစ်ဖြစ်ချင်းနဲ့ဆက်ရှင်နေတဲ့ကကဲထုတ်ခဲ့မယ်ဆိုရင်တော့မလိုလားအပ်တဲ့အသက်ဆုံးရှုံးမှုတွေမရှိဘဲဖြစ်နေမှာပါ Great Wall Hotel ဟာတို့ရဲ့အတွင်းရင်းပစ္စည်းတွေအတွင်းအတွင်းသတင်းတွေပေါ်မှာဆိုလို့ Hotel ကိုကယ်ဆယ်ပေးမဲ့သူတွေလားတောင်မှခွင့်မပြုပေးဘူးလို့ဆိုပါတယ်အဲ့ထဲမှာမှာမိသားစု၃ယောက်လုံးကွဲလွန်သွားတဲ့ Manning ရွှေရဲ့ပြောဆိုပုံအရအတော်လေးကိုမှမတရားမှုမြောက်ပါတယ်နော် ဂရေဝါဟိုတယ်က28ရက်နေ့ကဲဆယ်ရေးတွေလာကူပေမဲ့အလုံးမှာဟိုတယ်ကတာဝန်ရှိသူကရှာဖွေကဲဆယ်ရေးမလုပ်ခိုင်းတာဖြစ်ပါရီ။ကိုကြီးကဲဆယ်ပေးချဖို့အတွက်ဟိုတယ်မှာလာရောက်နေထိုင်တဲ့မိသားစုတွေကတောင်းဆိုကြပေမဲ့ခွင့်မပြုခဲ့ဘူးလို့ဆိုပါရီ။ဒီထဲမှာမိသားစုအလုံးဆုံးရှုံးသွားပြီးတော့ခြေကွဲပွေရာဖြစ်ကိုပြောလာတဲ့မင်းနင်းရွှေကတော့28ရက်နေ့ကလေးကသူမခင်မုန်းနဲ့တမီးလေးနှစ်ယောက်ပြိမိနေတာသူမကအသက်ရှင်ရဲ့ကြံ့ရင်မဲ့လို့ယုံကြည်ထားပြီးတော့သူတမီးနှစ်ယောက်လုံးကိုသူ့အပါကကာဝေးဆောက်ရှောက်ပေးမယ်လို့ယုံကြည်ထားသူလေးဖြစ်ပါရီ။သူတို့မိသားစုက reception မှာ ချက်အောက်လုပ်ဖို့ပြန်มาဖြစ်သွားတာဖြစ်ပြီးကားပေါ်ကပစ္စည်းကျန်ခဲ့လို့သွားယူမှာသူမတယောက်ထဲလွတ်လာတာလို့ဆိုပါရီမနေ့နေ့ရွှေဟာနေညမပြေရှားဖွေနေပြီးမဲအကြောင်းတစုံတရာမှမရပဲဖြစ်နေပြီးတော့ငလေးလုတ်ခတ်ပြီး73ရက်နေမှာပဲဟိုတယ်တစ်ခုလုံးပြောကြသွားမှလက်လျှော့လိုက်တယ်လို့ဆိုထားပါရီသူမဟာသူမခင်မုန်းနဲ့တမီးလေးတွေရဲ့ရုပ်ကလပ်ကိုကြည့်လိုက်ရပြီးစိတ်ချမ်းသာသွားကစိတ်အေးသွားရတယ်လို့ဆိုထားပါရီ သူမခင်မုန်နဲ့သမီးလေးတွေဟာအကောင်တိုင်းမပြတ်မရွံ့မဲရှိနေပြီးတော့သမီးကြီးလေးဆိုရင်အိတ်နေတယ်လို့တောင်မှထင်ရပါတယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။သူမစီကိုအသက်ရှင်လျက်ပြန်လာမယ်လို့ယုံကြည်ထားပေမဲ့ဆူတောင်မပြေခဲ့ပါဘူး။သမီးလေးနှစ်ယောက်လည်းသူမထက်ပိုချစ်တဲ့မိခင်စီမဝင်စားပြီးနေပါလို့ရှင်နာစွာပြောပြခဲ့တာဖြစ်ပါတယ်။မနေ့နေ့ရွှေအနေနဲ့တော်လီကိုမှစိတ်ထိခိုက်ခံစားနေရတာတွေ့ရတော့အားလုံးကလည်းစိတ်မကောင်းဖြစ်နေရတာပါ။ပြည်သူများရဲ့ဆူတောင်းဟာမပြေခဲ့ပါဘူးနော်။ကလေးတွေရဲ့ဖေဟာလည်း အတူရှိနေပြီးတော့ဖိအီဖြစ်သူဟာသူ့ရဲ့သမီးနှစ်ယောက်နဲ့အိမ်ကူကလေးမလေးကိုအပေါ်ကနေမိုးရက်ကလေးအသက်ဆုံးရှုံးသွားတာပါ။ကြာကြာကိုမှတောက်ခံနိုင်ကြတဲ့သဘောမှရှိပါရည်။နောက်ဆုံးမရတော့မှဟိုတယ်တစ်ခုလုံးလေးပြိုကျတော့မှဆိတ်လျှော့လိုက်တာနေမယ်လို့မန်နီနီရွှေကပြောပြခဲ့တာဖြစ်ပါရည်။မန်နီနီရွှေဟာစိတ်မကောင်းစွာငိုယိုနေခဲ့ပြီးသမီးချင်းလေးဆိုရင်တော့အိမ်နေတဲ့အတိုင်းလေးပါပဲ။ဒူးလေးတစ်ဖက်ထောင်ရက်သားလေးပါ။ကလေးငယ်လေးကလည်းသူ့ဖေရှင်ခွေနဲ့မှ သူ့အဖေကတော့အားလုံးကိုအုံမိုးထားပြီးတော့တိုက်ပြိုကြပြီးတဲ့အချိန်ကြောင့်ပခုံးရိုးတွေကျိုးကျနေတယ်လို့ဆရာဝန်ဆက်ဆေးချက်ရပြပြခဲ့တာပါ။တမီးလေးတွေနဲ့အင်ကိုလေးတွေကတော့သူတို့စာရေးစာပြက်လက်မှုနဲ့အသက်ရှူချက်ပြီးတော့ဆုံးပါကွယ်လွန်သွားတာပါလို့ပြောဆိုထားပါတယ်။သူတို့ကလေးတွေနဲ့ခင်မိုးကိုကောင်းရာပုံဘဝမှာနေထိုင်ဖို့ကောင်းမှုကုသိုလ်တွေလုပ်ရင်းနဲ့တတိယစွာနဲ့ဘဝကိုဖြတ်သန်းမှာပါလို့ပြောပြခဲ့တာဖြစ်ပါတယ်။ဒီတော့ပြည်သက်ချင်း ကြားရတာတွေဟာစိတ်မကောင်းလို့လို့ပြောစရာစကားတောင်မှမေ့သွားခဲ့ရပါတယ်။ဒီတော့ပရိသတ်ကြီးတွေနဲ့စုံပါသွားကြတဲ့သူတွေအလုံးကိုတာတို့ခေါ်ဆိုနိုင်အောင်အမျှပေးဝေလိုက်ကြပါအောင်ရှင်။မှတ်ချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်နော်။အာဘိနာဆင်ခဲ့ကြတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်။